ုတ်ကဲ့အားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာကိုစိတ်နှပါဆွေလန်းချမ်းမြေကြပါစေလို့ကျွန်တော်ဆုမကောင်းလေးပို့တာပေးပါတယ်ဒီမှာကြတော့ဗျာကျွန်တော်ကစောစောစီစီအာဒါလေးနည်းနည်းလုတ်ပြီးရင်ကျွန်တော်ကလေထဲမှာကျွန်တော်တို့ဟိုဟာလေအဆင်မီဘူးအိုးတပ်ပြင်ပေးရမှာပေါ့နော်အဲ့တော့မပြင်ခင်းလေးမှာကျွန်တော်ကဒီကာပေါ်လေးထက်လိုက်တာကိုကျွန်တော်ဗီဒီယိုရိုက်ဖို့မေ့သွားပါတယ်အများလို့ပြီးတော့ပေါ့လေအဲ့ဒါတောင်းပန်ပါတယ်ခင်ဗျာနော်အာမပြကြည့်လို့မဟုတ်ပါဘူးခင်ဗျာနော်ကျွန်တော်တကယ်ကိုမေ့သွားတာပါ ကာမိုလေးကိုထည့်တဲ့အခါမှာကျွန်တော်တို့က supply လေးကိုဒီဟာလေးနဲ့ကျွန်တော်ဆွဲရပေါ့နော်ဒီမှာ supply လေးကိုဆွဲထားတဲ့အရာလေးတို့ဒီလိုလေး jig ကိုချိန်လိုက်တယ်ပြီးရင်ဆွဲတဲ့ပြီးလို့ရှိရင် supply လေးကိုတော်ရုံလေးအာကားထုတ်ပြီးလို့ရှိရင်ကျွန်တော်ကကာဘော်လေးကိုထည့်လိုက်တာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ကာဘော်တုံးလေးအလုပ်ထည့်ပြီးပြီးအစီပင်းမှာလည်းပဲကျွန်တော်တို့ကဒီ coin ကနေတောထုတ်မဲ့ပင်နယာကိုတောထုတ်မဲ့အားလေးလည်းကျွန်တော်တို့အဲထည့်ထားပြီးပြီပေါ့နော်ဒီမှာဒီ coin ကဒီ coin ကကြတော့ကျွန်တော်တို့ coin ကြီးရယ် coin ငယ်ရယ်ပါတယ်ပေါ့နော် သူ့ရဲ့အလုပ်လုပ်ပေါ်ကကြတော့ကျွန်တော်တို့ဒီလျှက်စက်ဘက်တီမီလေးဝင်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာပင်ညာလေးကိုတောထုတ်တယ်အဲဒီကော့တက်လေးတစ်ခုကကြတော့ကော့တက်လေးတစ်ခုကကြတော့ကျွန်တော်တို့ဒီမှာဒီမှာကျွန်တော်တို့ကကွိုင်းငယ်လေးနဲ့နှစ်ပင်ပဲရှိတယ်ပေါ့နော်အဝင်အဆောက်ရဲ့အစားရဲ့ဒီကားကြတော့ကျွန်တော်တို့ဒီဒီဘက်ကဘက်တီအပေါင်းကျိုးဝင်ထားတယ်အဲဒီဘက်ကနှငောက်ကကြတော့ကျွန်တော်တို့ဒီငောက်ရဲ့ဒီငောက်ရဲ့ကြတော့ဒီမှာမော်တာကျိုး နှစ်ခုကိုဝင်ထားပေးတယ်ပေါ့နော်အဲ့ကာကဘက်တီးကဒီမှာစောင့်နေတယ်ကျွန်တော်တို့ဒီဝင်ရုပ်ကိုအရင်တောထုတ်လိုက်တယ်စတမော်တာလေးတိုင်းပေါ့ခင်ဗျာတော့ကျွန်တော်တို့ပင်နယံကိုအရင်ဆုံးတောထုတ်ပြီးမှမော်တာကိုလဲစေတာဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့ကမော်တာလဲပြီးထွက်သွားလို့ရှိရင် fly ပေါ့အင်ဂျင်မှာရှိတဲ့ပင်နယံကြီးနဲ့ဒီစတမော်တာရဲ့ပင်နယံကလဲနေလို့ရှိရင်အင်ဂျင်ရဲ့ပင်နယံထဲကိုဝင်လို့မရအောင်အဲ့တော့သူ့ရဲ့စတမော်တာရဲ့အလုပ်လုပ်ပုံလေးက ပိနေရလေးအပြင်ကိုထွက်သွားမယ် fry wheel နောက်ကိုပါမဒလိုလေးနေတယ်ပေါ့အဲ့ဒါ fry wheel ပေါ့ခင်ဗျာနော်ဒါ star ရဲ့ပိနေရဒလိုလေးဝင် fry wheel နောက်ကိုရောက်မှကျွန်တော်တို့ပိနေရကိုလဲတာဖြစ်ပါတယ်ဒီကမှဆိုလဲဒီတိုင်းပါပဲဒါ UU star motor လေးပေါ့ခင်ဗျာနော်အဲဒလိုလေးနေနေတယ်မီတော့ဖင်လိုက်တာနဲ့ကျွန်တော်က solo night ကိုမီသွားမယ်ဘက်ထရီမီကကြာတော့စောင်းနေပြီပေါ့နော် solo night ကိုမီသွားမယ်ပတ်ဆိုထွက်လာတာနဲ့ ကော်တက်ဖိုင်ကအလုပ်လုပ်ပြီးဆိုမှစတာမော်တာကိုလဲစေတယ်ဒီကရီကဘက်တီအပေါင်းတော့ဝင်မှလဲသူကတစ်ဖက်ပဲလဲတယ်ပေါ့နော်အဲဒီမှာဆိုရင်ဆိုလိုနိုင်ဒါကကြတော့တမျိုးသူကကြတော့ဒီမှာကျွန်တော်တို့ဒီကမော်တာဝင်တဲ့ကျူဒီကောင်ကအာဘက်တီအပေါင်းဝင်တဲ့ကျူဒီထက်မှသူက point လေးတစ်ခုရှိတယ်ပေါ့နော်ဒီထက်မှဆိုရဲကော်တက်လေးတစ်ခုရှိတယ်ဒီကနောက်ခုကကြီးသားလေးအဲဒီကောင်လေးကိုတော့ကန်လိုက်တာ ਨੇ ဒီအလဲဝင်ရိုးက ွားပြီးတော့တော်ထန်လိုက်လို့ရှိရင်ဒီကော့တဲလေးနှစ်ခုကိုဆက်သွင်းလိုက်လို့ရှိရင်ဒီမှာဘက်ထရီမီစောင့်နေတဲ့အချိန်မှာဒီကောင်ကမော်တော်ကိုလဲစီတာဖြစ်ပါတယ်ဒါလည်းတူတူပါပဲဒါပေမဲ့သူ့ရဲ့အလုပ်လုပ်ပုံကကျွန်တော်ပြောသလိုပဲရာပင်နီယံစင်ရပင်နီယံစောင့်နေတဲ့အိန္ဒိယ private မှာဒီ star motor trailer ပြီးမှဘောက်ဆူလဲတာဖြစ်ပါတယ်ခင်ဗျာနော်လဲပြီးထွက်သွားလို့မရဘူးထွက်ပြီးမှပဲကျွန်တော်ကလဲရမှာအဲ့တော့ကျွန်တော်တို့ဒီ solo night လေးနှလုံးကကြတော့ ဒီကောင်လေးမပြည့်ရင်ဒီကောင်လေးကမဆွဲကံဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီနှစ်ခုကဒီလိုစောင့်နေတာဖြစ်ပါတယ်ဒီမှာရှိတဲ့ပင်လေးကဒီမှာရှိတဲ့ပင်လေးကအခုကျွန်တော်ဒီကောင်ကို nature ပြမယ်ရိုးရိုးလေး nature ပြမယ်အဲ तू ကဒီတစ်ဖက်ပဲဆင်းသွားလိမ့်မယ်ဘာဖြစ်လို့ဒီဖက်တစ်ဖက်မှာ तू ကဒီကလေးနဲ့ကျွန်တော်တို့ထောက်ပြီးတော့ဆင်းလို့မရဘူးဒါကိုကျွန်တော်တို့ဒီဟာလေးနှိပ်သွဲမှာဒီလိုလေးဆင်းလာမှာဖြစ်ပါတယ်เนาะအဲဒါသူ့ရဲ့အလုပ်လုပ်ပုံလေးဒီနေရာလေးမှာကျွန်တော်တို့က ချော့စီလေးပါညာနည်းနည်းတော့တုတ်ပေးရမယ်ပေါ့။နောက်မဟုတ်ရင် तू ကဒီဒီဟာကဒီလိုလေးနေတယ်။အဲရိုက်ချလိုက်လို့စီဒီငုတ်ကလေးကဒီမှာရှိနေတဲ့ငုတ်ကလေးကဒါလေးကိုလထောက်တယ်။ဒါမှဒါဆင့်လို့ရမှာဖြစ်ပါတယ်ခင်ဗျာနော်။ဒါသူ့ရဲ့အလုပ်လုပ်ပုံလေး။အဲ့တော့ဒီဘက်ပိုင်းကိုကျွန်တော်ကဆင်ပြီးသွားပြီဆိုရင်ဟိုဘက်ကိုအနောက်ဘက်ပိုင်းကိုကျွန်တော်တို့ခဏလေးဆင်ပြီးရင်ကျွန်တော်လေထဲကိုဆင်းမယ်ပေါ့နော်။ဆင်းနိုင်ခွဲလောက်ဆိုရင်အခုဒီ ဟိုဟာပေါ့မိနစ်20လောက်လိုသေးတယ်ဆိုရင်ကျွန်တော်တို့ကဒီကောင်ကိုထောင်ထင်လိုက်ရမှာဖြစ်ပါခင်ဗျာနော်အခုလိုမျိုးထောင်ထင်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီနားမှာစီးနေတယ်ကျွန်တော်တို့ quality လေးတွေအကုန်လုံးကိုကျွန်တော်တို့ပြန်ပြီးတော့ညီပေးရမှာပေါ့ခင်ဗျာနော်စောနာပြောသလိုပဲဒီမော်တာရဲ့ quality ဂျိုးနဲ့ကျွန်တော်တို့ဒီ carbon အိမ်နဲ့လက်ထိနေလို့တော့မရဘူးပေါ့ခင်ဗျာနော် ကာဘွန်ဆပ်လေးလေးနဲ့ထိသွားလို့ရှိရကျွန်တော်တို့ကဒီမှာအပေါင်းတွေအနှုတ်တွေဘလို့ဆော့ဖြစ်ကုန်မယ်ပေါ့ခင်ဗျာနော်ဒီမှာဆိုရင် plus state တောင်ပူပြီးတော့ပျော်သွားသလိုဖြစ်နေပြီဒါဆိုရင်ကျွန်တော်တို့ကဒီကဘော်ဒီနဲ့ကြောက်မကြောက်ကျွန်တော်တို့ဆိုင်းရတော့မှာဖြစ်ပါတယ်ဒါကကာဘွန်လေးခုစလုံးကဒီဂျာနယ်မှာ plus state လေးတွေခံထားတယ်ပေါ့အဲအဲ့ဒါဆိုရင်ကျွန်တော်တို့ကဘော်ဒီအိမ်နဲ့ဒီကာဘွန်တုံးလေးနေနဲ့ဆော့ဖြစ်လို့မရဘူးခင်ဗျာနော်အဲဒါလို့ဆော့ဖြစ်နေရဆိုရင်ကျွန်တော်အတူတူ ပြန်ဖြုတ်ပြီးတော့ဆက်စေးရမယ်အစကတည်းကဖြုတ်ပြီးကတည်းကကျွန်တော်ဆက်စေးရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီကောင် ground ကျသွားပြီဖြစ်ပါတယ်သူ့ကိုကျွန်တော်ပြန်ပြင်ရတော့မယ်ဒီနော်ဒီကောင်ကတော့ချိနေလဲကျွန်တော်လိုက်ကြည့်အောင်မယ်အဲဒီကောင်လည်းချိနေလို့ပါ okay ဒီလေကို ground ကျသွားပြီခင်ဗျာနော်ဒါပေမဲ့ကျွန်တော်ဆက်စေးရမယ်ပေါ့နော်ဝင်ယူကြအောင်လား ဒုက္ခတော့များပါပြီဒီကာဘော်လေးကိုဆွဲတုံးမယ်ပေါ့ကျွန်တော်မမြင်နိုင်ဘူးခင်ဗျာเนาะအခုလိုပြန်ရှင်ပြီးမှကျွန်တော်မြင်တာပါဟုတ်ပါဘူးခင်ဗျာနော်ဘယ်တုံးလဲမသိဘူးဆော့ဖြစ်သွားပါပြီလို့ဒုက္ခပါပဲဗျာဒီကောင်ဖြစ်ဖို့များပါတယ် ဘယ်လိုဆိုလဲမကြပါဘူးခင်ဗျာနော်။ဟောဒီကျိုးလေးကကျွန်တော်တို့ဒီမှာ body မှာလက်ထိတာဖြစ်ပါမယ်။ကျွန်တော်ပြန်ထောက်ကြည့်ပါဦးမယ်။ဒီကောင်ကဟုတ်လား rừng <laughs> ိုင်ကဆော့ကျနေတာဖြစ်ပါတယ်ခင်ဗျာနော်။ပိုင်ဆော့ကျသွားပြီ။ဒီမင်းချမ်းမှာမကြောက်ဒီကောင်။ဒီကောင်။ဒီကောင်ဒီဘက်ကိုလာထားရဲ့။ ဒီပိုင်းတချမ်း short ကျနေတာဖြစ်ပါတယ်ခင်ဗျာနော်အသားမီနေပါတယ်ဒါကြောင့်ကျွန်တော်တို့ပြန်ပြီးတော့ပြင်ရမှာဖြစ်ပါတယ်ဟုတ် အလုံးဒုက္ခရောက်ကုန်ပါပြီနော် ော့ကျွန်တော်တို့မီးနဲ့ရိုက်မယ်ပေါ့ခင်ဗျာနော်ဒီဘယ်နေရာလေးဆော့ဖြစ်နေလဲပြုတ်ကောင်းပြုတ်နိုင်အောင်ပေါ့ဆော့ဖြစ်နေတာ

ီအင်ဂိတ်ရယ်ဟာပီအင်ဂိတ်ဆက်ဒီမြားဆက်ဒီပြီးဘူးဟာမိကကလေးအားလုံးကိုသူပဲကျေးဇူးတင်ပါ